comment ထဲမှာမေးထားတာပါလက်သေးနဲ့ဓာတ်လီကရဲ့အတန်ထွက်မခွဲခြားတက်လို့အဲ့ဒါလေးပြောပြပေးပါတဲ့ဆလုံးပေါင်းရရင်တော့ခွဲခြားတက်တော့ပေါ့နော်လက်သေးဆိုရင် lip 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 ဓာတ်လီကကြတော့ lip 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 တူအကြတော့အင်္ဂလိပ်စကားကနေမွေးစားထားတဲ့စကားလုံးဖြစ်ပါတယ်ဆလုံးပေါင်းခွဲခြားတက်တယ်ဆိုရင်အတန်ထွက်ခွဲခြားတက်မှာနော်အာလက်သေးဆိုရင် lip law a bolep ဒီကောင်ကစရအဖြစ်ပါတယ် law a bolep law a bolep အတွင်းမြောင်းတလားဖြစ်ပါတယ်เนาะအ lip lip ကြတော့ law e for talk lan live ตัว for fun เนี่ยเปล่าเนาะ F อัตลีเนี่ยเนียทรยาราบปเนาะ live ทอทหารการันจารออัตตมาทรยาบุโลหกเชียคลิปเดียดให้มาแล้วจบี๋ยจะทำผู้ว่าเลยเนาะรออี for ทอการัน live รออี for ทอการัน live รออี for ทอการัน live และแต่ส่วนยเล็บเล็บทะเลกาส่วนย live live ဒီ clip လေးကြိုရှိမဲ့ဆိုရင် like and share လေးလုပ်ပေးပါ subscribe လေးလည်းလုပ်ထားပါတင်စီ channel ရလေးတွေကိုထပ်ပြီး comment ပေးခဲ့လို့ရပါတယ်။ထိုင်းစာကိုစနစ်တကျနဲ့အတန်တွက်ပြီးပြီးတက်ချင်တဲ့ဆိုရင် online သင်တန်းရှိပါတယ်ဆက်သွယ်ခဲ့လို့ရပါတယ်ဒီနေ့အတွက်စวัสดีค่ะ